အခုတင်ဆက်ပေးမယ့်သတင်းကတော့တိလဝအထူးစီးပွားရေးဆောင်ဧရိယာမှာကြာရောက်နေတဲ့ကြေးရွာတွေကိုရော့ကြေးပေးသွားဖို့ရှိတယ်ဆိုတဲ့သတင်းကိုတင်ဆက်ပေးမှာဖြစ်ပါတယ်။တိလဝအထူးစီးပွားရေးဆောင်စီမံကိန်းဧရိယာအတွင်းကြာရောက်နေမှုကြောင့်ပြောင်းရွှေ့ဖယ်ရှားပေးရမယ့်ဒေသခံကျေးရွာတွေကိုရော့ကျေးပေးသွားမှာဖြစ်တယ်လို့အမျိုးသားစီမံကိန်းနဲ့စီးပွားရေးဖွံ့ဖြိုးတိုးတက်မှုဝန်ကြီးဌာနဒုတိယဝန်ကြီးဦးဆက်အောင်ကပြောကြားခဲ့တယ်လို့ဒေသခံတွေထံကသိရပါဗျ။ ဒီလိုပေးအပ်မှုကိုကမ္ဘာ့ဘဏ်နဲ့ဂျပန်အပြည်ပြည်ဆိုင်ရာပူးပေါင်းဆောင်ရွက်ရေးအေဂျင်စီ JICA တို့ကကျင့်သုံးနေတဲ့စံချိန်စံညွှန်းတွေအတိုင်းပေးအပ်မှာဖြစ်ပါတယ်။အခုလိုရော့ချင်းငွေပေးအပ်ရမယ့်အကြောင်းကိုတိလဝါအထူးစည်းပွားရေးဆောင်စီမံကိန်းနဲ့ပတ်သက်ပြီးပြောင်းရွှေ့ပေးရမယ့်ကြေးရွာတွေမှာရှိတဲ့ဒေသခံအချို့နဲ့အမျိုးသားစီမံကိန်းနဲ့စည်းပွားရေးဖွံ့ဖြိုးတိုးတက်မှုဝန်ကြီးဌာနဒုတိယဝန်ကြီးဦးဆက်အောင်တို့ဇူလိုင်လ30ရက်နေ့ကတွေ့ဆုံဆွေးနွေးမှုတွေပြုလုပ်ကပြောကြားခဲ့တာဖြစ်ပါတယ်။ ဒီလိုတွေးဆောင်ရမှာတိလဝအထူးစီးပွားရေးစုံစီမံကိန်းကြောင့်ပြောင်းရွှေ့ပေးရမယ့်ကြေးရွာတွေအတွက်ပြည်လဲနေရာချထားပေးဖို့နဲ့ပတ်သက်ပြီးဒေသခံတွေရဲ့မေးမြန်းချက်အပေါ်ဥဆက်အောင်ကတိတိကျကျပြန်လဲဖြေကြားမှုမရှိပေမဲ့လည်းပြည်လဲအောင်ဆောင်ရွက်ပေးမယ်လို့ပြောကြားခဲ့တယ်လို့ဒေသခံတွေကဆိုပါတယ်ဒါပြင်ဩဂတ်စ်လထဲမှာလည်းသက်ဆိုင်ရာတာဝန်ရှိသူတွေလာရောက်ကဒေသခံတွေနဲ့ဆွေးနွေးမဲ့အကြောင်းကိုလည်းပြောကြားခဲ့တယ်လို့အလွမ်းစွန်ကျေးရွာကဦးမြလိုင်းရဲ့ပြောကြားချက်အရသိရပါဗျာ။ တိလဝအထွေစီပွားရေးဆောင်စီမံကိန်း area အတွင်ပါဝင်တဲ့အတွက်တန်လျင်မြို့နယ်ရှိအလွန်စောတိလဝဖလန်းတက်ရကုန်းတိရမြိုင်နယ်ဖရာကုန်းကျေးရွာတွေကိုဖယ်ရှားစီခဲ့ပါတယ်။ဒါကြောင့်ဥပဒေနဲ့အညီဆောင်ရွက်ပေးဖို့ကျေးရွာ6ရွာကရွာသူရွာသားတွေဟာနိုင်ငံတော်သမ္မတနဲ့ဂျပန်နိုင်ငံအစိုးရတို့ထံအခုနှစ်ဖေဖော်ဝါရီလအတွင်းကတင်ပြတောင်းဆိုမှုတွေပြုလုပ်ခဲ့တယ်လို့သိရပါတယ်ရှင်။